ားတိတ်ဝင့်ချိန်မှာဘက်ထရီ9000နဲ့အတန်ဆုံးဖုန်းပါစစ်တူတူလိုက်ကြရအောင် ဒီတကနိုးပူပါ7မိရာဆိုရင်ကင်မရာဘက်မှာဆိုလဲ Huawei Mate 10ကိုသုံးထားပြရပဲဖြစ်ပါတယ် reference အနေနဲ့လည်း120 Hz ကိုသုံးထားပြရဖြစ်ပါတယ် SoC ဘက်မှာလည်း MediaTek Helio G100 ကိုသုံးထားပြရဖြစ်ပါတယ်အဓိကချက်အနေနဲ့ကတော့ battery နဲ့ design ပိုင်းလေးပဲဖြစ်ပါတယ်ရှင် battery ဘက်မှာဆိုရင် battery ကို5000 mAh နဲ့45 W charger ကျိုးလေးထည့်ထားပြရပဲဖြစ်ပါတယ် ဒါမျိုးဘက်ထရီ9000မှာ45ဝက်ဖတ်ချခြင်းလေးစပုတ်ပေးထားပဲဖြစ်ပါတယ်တန်နီယံဘလက်ဝိုက်ဆိုပြီးတော့300လာမှာပဲဖြစ်ပါတယ်။ဈေးနှုန်းနေနဲ့ဆိုရင်လည်း A1 တွဲကို95900ကို825ကို95900ကိုရဆိုပြီးရွေးချယ်စရာမျိုးရှိမှာပဲဖြစ်ပါတယ်။ကဲဒါလေးကိုလိုချင်တဲ့ဆိုရင်တော့ဆိုင်လာဝင်မဲ့ customer တွေအတွက်ကတော့ရက်ကွက်ကြီးလေးအကွက်ခွန်မလေးရရှုလက်မကြီးပြီး HTTP အနီးမှာတရှိရပဲဖြစ်ပါတယ်။ online မှာဆက်သွယ်မိမြန်ဝယ်ချင်တဲ့သူတွေအတွက်ကတော့ 东阳谷，空谷空谷空谷，暗叫新年东阳谷，古树葱茏，古风新年，石鼓石明年,新年我又来买新。